လာပါရှင်။ Global Watch ကစီစဉ်တင်ဆက်နေတဲ့တနင်္လာရီနေ့စဉ်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။ဒီနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒဝဲမှာသတင်းကျုပ်ကာလရောင်စုံမီးပုံးပြန်ငယ်ဝဲသူနေပြီးနီးအိမ်လဲထုတ်လုပ်သူတချို့လုပ်ငန်းရပ်နားထားရတဲ့သတင်းမြင်းညို့နိုင်စဉ်အနီးဥကောင်းတရားနဲ့လဲကြသတိမိနေသူမိသားစုနဲ့အဆက်အသွယ်မရတဲ့အကြောင်းကချနာဘူရီမှာတရားမဝင်ဝင်လာတဲ့ညီမ၄၀ကျော်ဖမ်းဆီးခံရတဲ့အခြေအနေ မြမဘက်ကိုပုံမဲ့လက်နက်ကြီးနဲ့ RPG ကြီးတွေမဲဆောက်မှာဖမ်းမိတဲ့တဲ့င်းနဲ့ရွှေနဲ့ဗတ်စေးစတဲ့တဲ့င်းတွေကိုတင်ဆက်ပေးသွားပါမယ်။ဒဝဲဈေးကွက်မှာအခုနှစ်တဲ့င်းကြော့ရသည်ရောင်စုံမီးပုံးပြန်ငယ်တွေဝဲသူနဲနေပြီးလက်တုံးမီးရင်လဲထောက်လို့သူတချို့လုပ်ငန်းရနာလဲရတယ်လို့ဈေးကွက်ထံကနေသိရပါဗျ။ပြီးခဲ့တဲ့နှစ်တဲ့င်းကြော့အကျိုးကာလမှာရောင်စုံမီးပုံးပြန်ငယ်တလုံးရဲ့လက်ကားဈေးဟာကျပ်တထောင်ဝန်းကျင်ရှိရာကနေ အခုနှစ်မှာတော့ကျပ်3500အထိရှိလာတယ်လို့သိရပါတယ်။မနစ်ကထက်ဈေးထက်ဝက်ကျော်กว่าနေတာကြောင့်ဝယ်ယူသုံးစွဲသူနည်းလာတာဖြစ်တယ်လို့ဒဝယ်ဈေးကွက်ကမိဘုံရောင်းသူအမျိုးသမီးတူကပြောပါရယ်။ပြီးခဲ့တဲ့နှစ်ကသတင်းကျုပ်အကျိုကာလမှာရောင်းဆောင်မိဘုံပြန်ငယ်အလုံးရေတစ်ထောင်ကျော်ရောင်းချထားပြီးဖြစ်ပေမဲ့ဒီနှစ်မှာတော့ရောင်းအားအလုံးရေတစ်ထောင်မပြည့်သေးဘူးလို့အဲ့ဒီမျိုးသမီးကဆိုပါရယ်။ဒါအပြင်ဒဝယ်မျိုးကလက်တော်မီးရင်လည်းအလှဆယ်လုပ်ငန်းတချို့လည်းရပ်ဆိုင်ထားရတယ်လို့ လက်တော်မီးရင်လဲအလှဆင်လုပ်ငန်းလုပ်ကင်သူအမျိုးသားတဦးကဆိုပါတယ်လက်တော်မီးရင်လဲတစည်းကိုမနစ်က3000ကျပ်ရှိရာကနေဒီနှစ်မှာတော့9500ကျပ်ဖြစ်လာတဲ့အတွက်အော်ဒါမှားတဲ့သူတွေနေသွားတယ်လို့ဆိုပါတယ်ကုန်ကျန်းဝယ်ယူရတဲ့ဈေးတွေမြင့်တက်လာတာကြောင့်ပစ္စည်းဈေးတက်လာတာဖြစ်တယ်လို့လက်လီလက်ကရောင်းသူတွေနဲ့ထုတ်လုပ်သူတွေကပြောပါတယ်ရအောင်မိဘုံပြန်ငယ်တွေကိုရန်ကုန်နဲ့မန္တလေးကနေတင်သွင်းပြီးလက်တော်မြေလဲကိုတော့ဒဝဲဒေသခံတွေထုတ်လုပ်တာဖြစ်ပါတယ် မြင်းညို့နိုင်စဉ်အနီးလမ်းဘေးပလက်ဖောင်းမှာ အော်တိုဘလ၂ရက်မွန်းလွဲ၂နာရီခန့်ကအသက်40ဝန်းကျင်အရွယ်အမျိုးသားတဦးခေါင်းကွဲထင်ရနဲ့လဲကျသတိမိနေတာကို တွေ့ရှိရတယ်လို့ချစ်ကြည်ရေးပရဟိတအဖွဲ့ထံကနေသိရပါဗျ။ညာဘက်မြက်ခုံးအပေါ်ပိုင်းဦးခေါင်းကွဲထင်ရနဲ့လဲကျသတိမိနေပြီးရင်တိုက်မိတာမျိုးမဟုတ်ဘဲသူ့ဘာသူလဲကျနေတာလို့ချစ်ကြည်ရေးပရဟိတအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါဗျ။ အဲ့ဒီအမျိုးသားကိုမြေမျိုးပြည်သူစေယုံကြီးရဲ့အရေးပေါ်ဌာနကိုပို့ဆောင် ကုသပေးနေပြီးမနေ့ကညနေပိုင်းအထိတတိပြန်လည်လာတာမျိုးမရှိသေးဘူးလို့ဆိုပါရယ်။ဒဏ်ရာပြင်းထန်တာကြောင့်စိုးရင်ရတဲ့အခြေအနေမှာရှိနေပြီးလူနာရဲ့မိသားစုတွေနဲ့လည်းအဆက်အသွယ်မရသေးဘူးလို့တာဝန်ရှိသူကပြောပါရယ်။အတန်အန်ဒီရဲ့စိုးရင်ရတာကြောင့်လူနာရဲ့မိသားစုဝင်တွေကိုတည်ရင်အများဆုံးဆက်သွယ်ပေးကြဖို့တာဝန်ရှိသူကဆိုပါရယ်။ခိုင်မြမာနယ်ဆက်ကချနာပူရီခရိုင်ဆိုင်ရော့ဒေတာမှာ တရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား46ဦးအောက်တိုဘာလ2ရက်နေ့ကဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါဗျာ။ဆာရော့ဒေတာတဲကိုမြန်မာနိုင်ငံသားတွေတရားမဝင်ဝင်လာတယ်လို့သတင်းရရှိတာကြောင့်ဂိတ်ချစစ်ဆေးရမှာကားလေးစီးပေါ်မှာတရားမဝင်ဝင်လာတဲ့အမျိုးသား36ဦးအမျိုးသမီး6ဦးလိုက်ပါလာတာကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။သူတို့ကိုတင်ဆောင်လာတဲ့မြန်မာကားသမား၄ဦးကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါဗျာ။ စံခရာဘူရီမွန်ဇေးက၁၀စမုတ်စခွန်ကိုပို့ဆောင်ခါအဖြစ်တအူးကိုဘတ်၉၀၀၀ရရှိမှာဖြစ်တယ်လို့ကားသမားတွေကထပ်ဆိုထားပါတယ်။ဖန်းစီခင်ရသူတွေဟာထိုင်းနိုင်ငံမှာအလုပ်လုပ်ကြဖို့အတွက်ပွဲစားကိုဘတ်၁၂၀၀၀ကနေ၂၀၀၀အထိပေးချေရမှာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာထိုင်းနိုင်ငံထဲကိုတရားမဝင်ဝင်ရောက်လာမှုကြောင့်ဒီမနိုင်ငံသား၁၂၀၀နီးပါးအထိဖန်းစီခံခဲ့ရကြောင်းဒဝဲဝက်ကစူးစိထားတဲ့သတင်းချက်လက်တွေအရသိရပါတယ်။ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာမြန်မာနိုင်ငံတို့ပို့ဆောင်မဲ့ RPG နဲ့လက်နက်ကြီးတွေမှာအုံပြုတဲ့ကြီးစံတွေကိုဖမ်းဆီးရမိတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါဗျ။အော်တိုဘာလ၂ရက်ညနေပိုင်းကမဲလမောင်းဒေတာစစ်စေးဂိတ်မှာမတင်ကဖွဲ့ရ AC ကားတစီးကိုရှာဖွေစစ်စေးခဲ့ရမှာဖမ်းမိခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါဗျ။လက်နက်ပစ္စည်းတွေနဲ့အတူကာသမားပါဝင် ထိုင်းနိုင်ငံသား2ဦးကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါဗျ။ကာသမား2ဦးဟာစီကရက်ခရိုင်ကနေမောင်းနှင်လာပြီ လက်နက်တွေကိုမဲဆောက်ခရိုင်ခဲက တခြားဒေသကိုပို့ဆောင်တဲ့အချိန်မှာဖမ်းဆီးခင်ရတာဖြစ်ပါတယ်။ဖမ်းဆီးရမိတဲ့လက်နက်ပစ္စည်းတွေကိုမြန်မာဖက်ချန်းကတော်လိုင်းရေးဖွဲ့တွေထံကိုပို့ဆောင်မယ်လို့ယုံကြည်တယ်လို့ထိုင်းနယ်ခြားစောက်တပ်ရဲ့ပြောကြားချက်ကိုသတင်းမှာဖော်ပြထားပါတယ်။ဖမ်းဆီးခံထားရတဲ့ထိုင်းနိုင်ငံသား၂ဦးကိုဖော်ဝေါ်ရဲစခန်းကိုပို့ဆောင်ထားပြီးလက်နက်ခဲယံပို့ဆောင်နေတဲ့ဂွင်းဆက်ကိုဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ဆိုပါတယ်။ ဒီကနေ့ရန်ကုန်ဈေးကွက်မှာခောက်ရှိတစ်ကြက်သားကို89ဒိန်300ကျပ်နဲ့ဈေးဖွင့်ထားပါဗျ။ဒဝယ်ဈေးကွက်မှာတော့ရန်ကုန်ဈေးကိုအခြေခံပြီးအခောက်ရှိဈေးဟာစက်ရောင်းကျက်ဝယ်ဈေးဖြစ်နေပါဗျ။ထိုင်းဘတ်ငွေလဲနှုန်းကတော့တရိပ်ပြလာပြီးမြန်မာငွေသသိန်းကို135ဘတ်နဲ့ဈေးဖွင့်ထားပါဗျ။ခုလိုနားဆင်ကြည့်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ ကပ်ဘေးမျိုးမျိုးကနေလည်းအများဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝအဖွဲ့သားတွေကဆုမွန်ကောင်းတောင်းပန်